ယောက်ျားကတက်လီကားခလုတ်ကိုမနှိမ့်ခဲ့ရုံနဲ့နာမည်ကြီးအမျိုးသမီး celebrity ကတူတူနောက်ကိုလိုက်နေတယ်လို့တန်တရားဝင်ခဲ့တယ်။သူ့ရဲ့ ASAP view မဆိုင်တဲ့အမူအရာကသူ့ရဲ့ယူဆချက်ကိုပိုပြီးတရားသွားစေခဲ့တယ်။ဒါကြောင့်သူမကသူ့ရဲ့လက်မှတ်ထိုးထားတဲ့တပုံတပုံနဲ့သူ့ကိုရှင်းထုတ်ဖို့အစီအစဉ်ဆွဲခဲ့တယ်။အဲ့ဒီခိုက်တက်မှာတက်လီကားရောက်လာခဲ့တယ်။ယောက်ျားကထွက်ထွက်ထွက်ရှောက်ထွက်သွားတာကိုကြည့်ရင်းအမျိုးသမီးကအမီလိုက်ဖို့အလင်းအမြန်ပြေးလိုက်ခဲ့တယ်။မမျှော်လင့်ပဲအဲ့ဒီယောက်ျားကလည်းသူ့ရဲ့ဘေးကမ်းမှာနေတာကိုသူမသိလိုက်ရတယ်။မျိုးသမီးကအရှက်ရသွားပြီးအခြေအနေပြေလျော့သွားအောင်သူ့ကိုနှုတ်ဆက်ရုံပဲတက်နိုင်ခဲ့တယ်။ဒါပေမဲ့သူ့ကိုမမတ်မိတဲ့လူတစ်ယောက်ရှိနေနိုင်တာကိုသူမနားမလည်နိုင်ခဲ့ဘူး။တကယ်တော့အဲ့ဒီယောက်ျားကကဘာပေါ်ကိုမတော်တဆပြကြလာခဲ့တဲ့ဒုသားတစ်ယောက်ဖြစ်နေလို့ဒါသူမကိုတီးဖို့တောင် စိတ်မဝင်စားခဲ့တာဖြစ်ပြီးသူကအရာဝတ္ထုတွေကိုစိတ်နဲ့လှုပ်ရှားစေနိုင်တဲ့စွမ်းရည်ရှိနေတယ်ဒါပေမဲ့ဒီအစွမ်းထက်တဲ့စွမ်းရည်ကသူဟာအိတ်ဆက်ချင်းပုံမှာအလိုအမင်းမြင်မာတဲ့လိုအပ်ချက်တွေရှိနေတယ်ဆိုတဲ့အထိပယ်လည်းတက်ရောက်နေတယ်ရေစက်ကြတန်ကတောင်သူ့ကိုအိတ်မပျော်စေနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာဘေးကန်းကတချင်းဆူနေတဲ့အမျိုးသမီး celebrity အတန်းဆူရင်တော့ပြောစရာတော့မလိုဘူးပေါ့နောက်ပိုင်းမှာယောက်ျားကအမျိုးသမီးကိုတွားရှာခဲ့တယ်သူကသူမကိုအတန်းကျဲကျဲနဲ့တချင်းဆူပြီးအိမ်ကြီးချင်းတွေကိုနှောက်ရှက်နေတယ်လို့သူဆွဲခဲ့ပြီးသူသားတိုင်းကြားလိုက်ရင်သူမတေချာပေါက်ပြေးပေးခံရမှာလို့ပြောခဲ့တယ်မမျော်လင့်ပဲဒီစကားတွေကအမျိုးသမီးကိုဒေါသပေါက်ကွဲသွားစေခဲ့တယ်သူမက celebrity တယောက်ဖြစ်နေုံနဲ့တင်းကျက်တဲ့စံနှုန်းတွေနဲ့တိုင်းတာခံနေရတယ်မဟုတ်ရင် internet သုံးဆွဲသူတွေရဲ့ဆဲဆူတာခံရလိမ့်မယ်လို့ညှိတွားခဲ့တယ် ်ပြီးတော့အခုညဘက်မှာသူ့ရဲ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်ဖို့တချင်းဆိုတာတော့မှသူ့အိမ်ကြီးချင်းရဲ့အဖြစ်အနာကိုခံလိုက်ရတယ်။ဒါကိုကြားတော့ယောက်ျားကသူ့အယံပြင်းပြင်းထန်ထန်ပြောလိုက်မိပြီလို့တွေးထင်ခဲ့တယ်။သူကတောင်းပန်တော့မဲ့ဆဲဆဲမှာပဲအေးဆက်ဆက်ညင်းပယ်တာခံလိုက်ရတယ်။ညင်ကွင်းတစ်ခုလုံးကစုံတွဲတွဲရံဖြစ်နေကြတာနဲ့တပုံစံတည်းတူနေခဲ့တယ်။